ာသူများအားလုံးနဲ့မင်္ဂလာပါရှင်။ကျမတို့ရဲ့ new family channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့အတွက်လည်းစာရေးဆရာမကြီးဌာနကျော်မမလေးရေးသားထားတဲ့ရင်နှင်အောင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအားအပိုင်း25အနေဖြင့်ဆက်လက်လို့မျှဝေဖက်ပြတင်ဆက်ပေးသွားချင်တာမို့လိုက်ပါလို့နားဆင်ခံစားပေးကြပါအောင်နော်။ရင်နှင်အောင်မွေးအပိုင်း25 ဒေါ်တော်စောတို့အိမ်ကထမင်းအတင်ကျွေးလို့စားနေပြီထင်တယ်တော်ကြီးရဲ့ဒေါ်တော်စောတို့နဲ့ပဲဒီအိမ်အယောင်းဝယ်ဖြစ်ပါစေလို့မောတော့ဖန်းတည်ရင်ဆူတောင်းနေတာပဲဒေါ်စောသည်အိမ်ထဲရောက်လာနောက်ဆုံးမဖြစ်တော့မှဒေါ်စောမိသည်ဥထံဟုဒေါ်စောကျင်တို့ကိုတတိယကဝေလူဝေညာဒေါ်စောကျင်တို့အိမ်တို့ကြီးကြီးမင်းနေအတူနနစ်စောစောပင်ထွက်သွားကြသည်อืมအခုပုံတော့သူတို့နှစ်ဦးပဲရှိတော့တာပဲ ရောင်းချင်မှန်းသိတော့လဲဈေးနှိမ်ကြတာပဲ။ကြိုက်ကဲကြီးရောင်းရတော့ဘယ်ဈေးရမလဲ။သူတို့နဲ့ပဲနေရာကျခဲ့ပါစေလို့ဆုတောင်းရတာပဲ။မော်တော့မမေပြောရင်နေရာကျမယ်ထင်တာပဲတော်ကြီးရဲ့။တတော်စောတို့သာဒီအိမ်ကိုဝယ်ရင်မော်တို့တခြားမပြောင်းရဘူး။အိမ်လားကပေးနေလို့ဖြစ်ပါတယ်။ထိပြင်လူဆိုရင်တော့မော်တို့ဖယ်ပေးခြင်းပေးရမှာပေါ့တော်ကြီး။ ပြီးဒီကြံလေးမှမမေစိုက်ထားတဲ့သစ်ပင်တွေနဲ့ခွဲရမှမမေလည်းစိတ်ကောင်းမှမဟုတ်ဘူး။မော်လည်းစိတ်မကောင်းဘူး။ပန်းအိုးတွေကယူသွားလို့ဖြစ်ပေမဲ့စားပင်တောက်ပင်တွေကထားခဲ့ရမှတော့ကြီးရဲ့။မော်ရောပန်းတည်ရင်တော်တော်စောလို့နဲ့နေရာကျခဲ့ပါစေလို့ဆုတောင်းနေတာပဲ။မော်ဒီပြောပြီးငုံသွားကပန်းဆက်တည်နေသည်။အင်းမစောကျင်တော့ဝယ်မှသာပဲ။ဒီကမပြောင်းကြရမှာပဲ။ မော်ဒီစိတ်မကောင်းဖြစ်နေကညင်သက်စွာဆူတောင်းနေသည်ဒေါ်စောတီမှသူပြောခြင်းသောစကားကိုဘေကားစား၍ဘေပုံပြောရန်စဉ်စားတွေ့တော်နေသည်မော်တော့ပြောင်းပေးရမယ်ဆိုရင် တခြားတော့မပြောင်းခြင်းဘူးဖုန်ကြီးကြောင့်ဇရက်ကိုပဲပြောင်းခြင်းနေဆရာတော်ဖျားလည်းအိမ်ရောက်ပြီးနေကြရမရှိသေးရင်ဇရက်မှလာနေလေလို့ခွင့်ပြုတယ်တော်ကြီးကြံကြံဖန်ဖန်ဘာကိစ္စဇရက်သွားနေရမှာလဲမော်ဒီကောင်းလေးပြန်ငုံသွားသည် တွန်စောသည်သည်မကြိုက်သလိုပြောလိုက်ပြီးမှ သူပြောမိစကားကိုစာရင်အကြံရသွားသည့်အတွက်ပန်းငုံတည်နေသောမော်ကိုခေါ်လိုက်သည် မော်သည် ဖြက်ကနေမော်ကြည့်လိုက်သည်ငါမီးစမ်းပြရစီအိုးဇရက်သွားနေမေးလို့စိတ်ကူပေါက်တာပါလေဒီတသက်မှာအိမ်အောင်မပြုတ်တော့ဘူးများစိတ်ကူနေသလားပျော်စမ်းဒေါ်ကြီးတည်ခြင်းနဲ့မော်သည်ဒေါ်စောသည်ကိုပြုံးပြီးကြည့်နေ၏ပြီးမှပြုံပြုံကလေးပင်ပြောသည် အိမ်အောင်များတော့မပြုတ်ချင်ပါဘူးတော်ကြီးရဲ့ဟဲ့ဘာကြောင့်လဲမော်ဒီပြောရင်ဆိုင်သွား၏ဘာကြောင့်ဆိုဒီကို သူ့ကိုယ်သူပြန်မေးကပြန်စင်စားရသည်ဟန်ဖြင့်ခနာဆိုင်နေသည်ဒီလိုနေသွားတော့အေးရပေါ်တော်ကြီးရဲ့မော်တွေမိမိအိမ်အောင်မပြုတ်ခဲ့သလိုပဲမော်ကလည်းမိမိအတွေ့အိမ်အောင်မပြုတ်ပါဘူးပြုတ်လည်းမပြုတ်ချင်ပါဘူးမော်ဒီပြောပြီးပန်းဆက်တည်နေသည်ဒေါ်စောတီမှာစင်စားနေ၏ မို့စကားကိုဖြေရန်ငိုင်းတွေလေးရဲ့လေအေးအေးဖြင့်ပြန်ပြောသည်မိန်းကလေးဆိုတာအချိန်တန်အရွယ်ရောက်ရင်အိမ်တော်ပြူရမယ်မတ်ရွှေမီအိမ်တော်ထပ်မပြူလို့မော်လဲအိမ်တော်မပြူဘူးဆိုတာစီနာလေးကကောင်းမိမယ်မောကယောက်ျားလေးမဟုတ်ဘူးမိန်းကလေးကွယ်မောတက်ကငငယ်ကလေးရှိသေးတယ် DMA Theater နဲ့ဘလောက်ကြာကြာနေမလဲဆိုတာသင်္ခါရသဘောတရားကိုဘယ်သူမှမပြောနိုင်ဘူး ်မိမဆိုတာတယောက်ထဲနေလို့မတင်တယ်ဘူးအလံမရှိသောယထာရီမရှိသောမြင့်လင်းမရှိတဲ့မိမမောင်တကြိတ်ပင်ရှိလင်ကစားမတင်တယ်ဘူးဆိုတာမော်လဲအတိအလိမ်မှရှိသားပဲအချိန်တန်လင်းမိန်းကလေးဟာအိမ်အောင်ပြုရမယ်မော်သည်တော်သောတိစကားကိုဆုံးအောင်နားထောင်ပြီးနောက်သွားကလေးတွေပေါ်လာကရေဝဲတခုကြာနာရတဲ့ကဲ့သို့ရေပြုံနေသည်ဟဲ့ဘာရဲနေတာလဲ ရေကျင်လို့ပါတော်ကြီးရေ။အိုးဒီကအကောင့်ပြောနေတာ။ရေစရာမှမဟုတ်ဖဲ။ဒေါ်စောတီကမျက်စောင်းထိုးပြီးဆိုလိုက်သည်။အိမ်အောင်မဖြူမဲ့သူတယောက်ကိုအိမ်အောင်ဖြူတရားတွေတော်ကြီးဟောနေတာမော်အားရေကျင်လုံးလို့ပါ။မော်ဒီတော်စောတီအကြံကိုမယိမ်မိကြီးပြောရိုးပြောစဉ်တမရာအတိုင်းပြောနေခြင်းဟုရိုးရိုးထင်မှန်နေသည်သူတသက်တွင်အိမ်တော်၏အကြောင်းဤတကားပင်ဆက်မိကြသဖြင့်ရင်စရာကောင်းနေလေသည် ရေစရာပြောနေတာတော့မဟုတ်ဘူးမော်ကြီး။ဒေါ်ကြီးကတကယ်ပြောနေတာ။မို့အိမ်အောင်ပြုစီခြင်းလို့။ထိုခါမော်သည်မျက်လုံးကလေးပြူးသွားကအတိတ်တလန်ပင်ပြန်ပြောသည်။ဖះကြီးအတော်ကြီးကလည်းမဟုတ်ကဟုတ်ကမဟုတ်ကဟုတ်ကပြောနေတာမဟုတ်ဘူး။တကယ်ပြောနေတာမော့ကိုနေရာချခြင်းနေ။တခြားလူတော့မဟုတ်ဘူးကွ။မောင်မြင့်သူမော်သည်မျက်လုံးလေးပြူးနေရာကတမဟုတ်ချင်းမျက်နှာလေးမှာရဲရဲနေမြဲသွားသည်။ မျက်နှာလေးကိုပဲဝှက်ထားရမှန်းမသိအောင်ပင်ဖြစ်လျက်တုံတုံရင်ရင်ပြောလိုက်သည်ဟွန်းဒေါ်ကြီးကလည်းရှက်စရာကြီးမပြောပါနဲ့တို့တူရင်ချင်းပြောတာပါရှက်စရာမရှိပါဘူးဟဲ့မောင်မြင့်ထူကမို့သိချစ်တာပါကလားသူ့စိတ်ကိုမော်လဲသိတာပဲဟာ သူခင်များဒီကိစ္စကြောင့်လဲအခါတိုင်းတို့မလာပုံနဲ့တနာစရာဖြစ်နေတယ်လူကောင်းလူရိုးပါဒီပြင်လူဆိုရင်တော့မရွှေမီစီကန်းကြီးပုံစိတ်ကြီးပုံနဲ့ အတူတူနေဖို့တိုင်မှုစဉ်းစားရအချက်သာသူဆိုတော့မက်ရွှေမီကသားလိုလဲချစ်ပုံရတော့တော်ကြီးတော်မော့မောင်မြင့်တို့နဲ့တိတ်သဘောတူတယ်ပဲတော်စောဒီမှာဒူမလေးရှက်မှန်းတည်သွားသဖြင့်ရှေးဆယ်ရန်ပင်ခက်ခဲဖြစ်နေသည် မော်ဒီမျက်နှာကိုအောက်ချကထိုစကားများကိုမကြားရဲ၍သူနာနှစ်ဖက်ကိုလက်ဖြင့်မပိတ်သား၍သာစိတ်ဖြင့်ဓာပိတ်ထားမိသည်တော်ကြီးပြောတာနဲ့ရှက်သွားပြီလားမော်ရဲ့ ဒုံစောတီကမော်ပကုံလေးကိုကင်လျင်ညင်သာသောအတန်းဖြင့်ပြောလိုက်သည်မောင်နှမလိုနေကြတာရှစ်ဆရာကြီးတော်ကြီးရဲ့မပြောပါနဲ့မောင်နှမမှမဟုတ်တာပဲမော်ရင်မောင်နှမထက်မကတူးကိုတူးချစ်ခင်ကြဖို့ဖူးစာပဲဖြစ်လာတာပဲဟင်းတော်ကြီးတော်တော်မပြောပါနဲ့မော်ဒီစကားတွေမပြောပါနဲ့မော်ဒီထိုင်ရမှာ ထပြေးခြင်းတရားပင်ထူအန်အန်သွားကဘလို့မှပင်မသိတော့ပဲငုံတထက်ငုံသွားသည်တော်စောသည်မှာရှေ့ဆက်မပြောလို့တော့ပဲဤများနေပင်ရက်လိုက်သည်မောဦးဒီထက်တိုး၍ပြောဖို့မကောင်းမှန်းသိသွားသည် မောမှာဤကိစ္စမျိုးတွင် အစိမ့်တသက် နာဝင်အောင်ရှင်းပါအောင်ခဏခဏပြောနိုင်မှနှူးနိုင်မှ ဖြစ်မည်ကိုယိမ်မိသည်ထိုအခိုက်ချန်ရှိနိုင်ဒေါ်စောကျင်တို့အိမ်ကကားထိုးဆိုင်သည် ဒေါ်စောသည်သည် နေရာမှထကားဒေါ်စောချင်တို့ကားဖြင့်ပြန်လာကြသောဒေါ်စောမီတို့ကိုချန်တကားသွားဖွင့်ပေးလိုက်သည်မော်ဒီရင်ထဲ၌တလက်လက်ဖို့နေလျက်ပန်ကုံများကို စကားလီထဲ၌ပုံလိုက်ကာကြပြကြရာနောက်ပေးနေကားမှပြေးတက်သွားသည်ဒေါ်စောမီသည်ချန်ဝါမှနေ၍ထပြေးသွားသောမော်ဤအမှုရာကိုလမ်းမြင်ကဒေါ်စောသည်ပြောနေမှရိမ်မိလိုက်သည်ကြည်ကြီးမိမှာဘာမှအကဲမခံနိုင်ပဲမောလာလေသည် အိမ်ပေါ်ရောက်၍ထိုင်ကြမှဒေါ်စောသည်ကဟန်ရဲ့လားဟုမေးကြည့်သည်ជីជីမီကစပြောသည်ဟန်ခဲ့ပါပြီအမရင် သူ့ယောက်ျားမရှိလို့စောင့်လိုက်ရတာထမင်းလည်းအတင်ကျွေးတယ်စတနာရီလောက်မှသူ့ယောက်ျားကပြန်လာတယ်အမိကိုအင်မတန်ခင်းကြတာပဲပြောတဲ့ဇေလည်းမစစ်ပါဘူးအမိတို့ဖတေးမှာဆက်နေပါတဲ့အိနာခါကတော့အမိဟာအမိကြည့်ပြီးပါတယ်တိတ်သဘောကောင်းတာပဲ မော်ဒီပန်းများကို ထမင်းစပွဲကုံမော်၌ချကသူမျက်နှာကိုငကိုအတိုင်းဖြစ်ရန်ကြိုးစား၍ပြင်ရသည်မျက်နှာပြင်းပြီးမှရင်တဖို့ဖို့ဖြင့်အင်းရှိသို့ထွက်လာသည်မိမိနေရာကျခဲ့ရဲ့လားထမင်းဟောစားခဲ့ပြီပြီလားမော်ဒီပြောပြီးဒေါ်စောမီကလည်းတိုင်းအောင်နာ၌ထူထောက်၍ထိုင်ချလိုက်သည်အေးနေရာကျခဲ့တယ်ပြောတဲ့စီပဲပြီးပါတယ်မစစ်ပါဘူးဒီကလည်းမပြောင်းကြပါနဲ့တဲ့အင်းလာကလည်းပဲဆက်နေပါတဲ့ ။နောင်တနေ့ဝင်လာရင်လဲပြန်ဝင်ပါတယ်။သူတို့အိမ်ကပဲထမင်းစားခဲ့တယ်။ဒေါ်စောမိသည်မျက်နှာမရွှင်လန်းလာပဲမော်ကိုပြန်ပြောသည်။ကျေးဇူးတင်လိုက်တာမင်းမေ။ဒါဖြင့်မော်တို့ဘယ်မှမပြောင်းရတော့ဘူးပေါ့။သိဝမ်းသာတာပဲ။စိတ်အေးရပါပြီမင်းမေ။မော်တို့ပတ်စံဆိုပြီးတဖြည်းဖြည်းပြန်ဝင်မယ်နော်။ကြည်ကြီးမိမရွှင်လန်းသောမျက်နှာကမိခင်ကိုအားပေးနေသည့်မော်ကိုကြီးကတနာသွားသည်ဒေါ်စောမီးရင်ထဲ၌ဆို့သွား၏ မော်ရသည်လာကလေးဖြင့်လောင်းငအောင်သွန်ဆွဲနေကြစဉ်အခုလာကလေးမှာအိမ်ကဖဲ့ပေးရတော်မူအတွက်ပတ်စံအပူဆူရန်ခက်ခဲမိအရေးကိုတွေ့ပြီးသားဖြစ်သည်ဒေါ်စောမီသည်ပြန်မပြောနိုင်ပဲငိုင်းနေသည်ငွေကိုသူတို့ဘယ်တော့ပေးမလဲလဲဒေါ်စောသည်ကမျက်နှာမကောင်းပဲမေးသည် နောက်တစ်ပတ်မှဆက်ပြဆက်ကငွေစုပြီးရင်ပေးပါမယ်ဆိုပြီးနောက်တစ်ပတ်ချိန်လိုက်တယ်အမသာဖြောင်းပုံကိုလှမ်းစာရေးလိုက်ပေါ့ ဒါမှဟိုက လူတွေလည်းစိတ်အေးမယ်မဟုတ်လား။ဒေါ်စောတီကတမချီကိုခြားကညီပြောလိုက်သည်။အင်းခင်ဗျာများလေကျမတို့ငွေလိုတိုင်းပဲအပေါင်တိုင်းမရှိထုတ်ပေးချတာပါ။အခုသူ့မှာလင်းသေးလို့ဘလောက်မှမကြသေးဘူး။တမက်ကအမှုဖြစ်ပြီးအချုပ်ခံရတော့ငွေလိုပြီးအယူမီဝိုင်းဖြစ်နေရှာတယ်။သူတို့စီကယူခဲ့တဲ့ငွေတွေဟာအတိုးပါနဲ့ဆိုမနေတော့ဘူး။ဒါကြောင့်ဒီရင်လေးရောက်မှဖြစ်မှာမို့ရောင်းရတာပါပဲ။ ဒါပေါ့လေဖြစ်လာမှတော့ဖြစ်သည်မအကြောင်းအကောင်းကြီးပဲမှတ်ပါတော့စိတ်မကောင်းမဖြစ်ပါနဲ့အချီဖြစ်သွားတာမှမဟုတ်ပဲမော်သည်ဒေါ်စောမီကလတိုင်းလျှံပေါ်၌လက်တင်က ပြတင်းအပြင်မဲ့သို့ငေမော်နေသည်နှစ်သက်ဖွယ်ရာကောင်းသောအီအိမ်လေးမှာမိမိတို့ပိုင်ဆိုင်သောအိမ်မဟုတ်တော့ဘဲပိုင်ရှင်အသည့်ပြောင်းသွားပြီးဟူသောအသည့်ဖြင့်စိတ်မကောင်းဖြစ်လျက်နေသည်ဒေါ်စောတီကဆက်ပြောသည် မော်ရိုပါကြီးမရှိဤကလေးက အကုန်လုံးကိုယူကာယဖြစ်တာပါပဲမမကြီးရေမိလောင်ခံရပြီးကလေးကဘာမှလုံးလုံးဂိုင်းလို့မဖြောင်းတော့ပါဘူးလုံးသမျှအရှုံးပေါ်တာပဲဒီအိမ်လေးမရောက်ချင်လို့ဖျောက်ပုံအိမ်ကိုရောင်းပြန်လေအိမ်ကအမေအိမ်အဟောင်းအိမ်အိုးနေတာဝယ်မိသူမရှိပါဘူးကျမတို့မှာတစ်ဖက်ကန်ကကိုရောင်လာကားလောက်နဲ့ကြည်တုံဆွဲနေကြရတာကလားအေးမော့ဘာကြီးရတော့မမတော့ကိုငွေလိုတိုင်းသွားခွဲရတာတတိတိနဲ့အတိုးပါ တောင်းခိုက်သွားတာပါပဲ။ယောက်ျားသနာမရှိရင်မဂဇင်းကြီးရဲ့ဖြစ်ရတာပါပဲ။ဟုတ်တာပေါ့။ယောက်ျားမရှိဘူးဆိုရင်ဒီလိုပါပဲ။အိမ်ကအဖိုးကြီးကျေးဇူးကြောင့်မမကြီးတို့လည်းသူ့ပင်စင်ငွေထုတ်ပြီးအိမ်ကလေးဝယ်နိုင်တာပါ။နှုံမို့ရင်အခက်သားပဲ။မော်သည်သူ၏ရှိနိုင်ယောက်ျားအကြောင်းတွေတယောက်တစ်ပေါက်ပြောဆိုနေသည့်အတွက်အလိုလိုစိတ်မလုံးမဲဖြစ်လာကမယောင်မလဲထသွားသည် မော်ဒီထမင်းစားကန်ပြင်းပောင်းနိုင်ရခဦးကြီးညိုတို့ချန်လီဘက်သို့မျှော်ချနေသည်အဝေးမှကိုမြင့်သူ၏မျက်နှာကိုတရေရေမြင်နေရသည်မော်ဒီချစ်ချင်းပင်မျက်လွားလေးချကပြင်းပောင်းကို ပိတ်လိုက်သည်ကိုမြင့်သူ၏မျက်နှာကိုမြင်မိ၍ကိုမြင့်သူနှင့်တွေ့ရသောညာကဖြစ်ခဲ့ရပုံမျိုးအတိုင်းရှင်ဖိုလေးရဲ့ရှက်သွားသည်အိုးရှက်စရာကြီးရှက်စရာကြီး မော်ဒီကိုမြင့်သူအကြောင်းကိုမတွေ့မတော်မီအောင်သူ့စိတ်ထဲ၌ဖဲထုတ်ယုံထွက်လျက်ပြတင်းနာမှခွာလာခဲ့သည်နေ့လယ်နနာရီထိုးသည့်နှင့်ပန်းချင်းကလေးဆွဲကလေးရဲ့ဖုန်ကြီးကျောင်းသို့ထွက်သွားသည်ကြည်ကြီးမေတို့အိမ်ရှိဖြတ်၍ကျောင်းသို့သွားနေကြအတိုင်းလမ်းထိပ်မှချိုးဝင်ရာတွင်ကြည်ကြီးမေတို့အိမ်ရှိ၌စိုက်ထားသော ကိုမြင့်သူ၏ကားကိုအဝေးမှမြင်လာရသည် မော်ဒီကြက်သီးတွေဖြန်းကနေထသွားကထိတ်ကနေဖြစ်သွားသည်ကောင်းနပန်းကြီးကြီးဖြင့်နောက်သို့ပြန်လဲကနောက်တလန်းမှဝင်ခွေသွားသည်ကျောင်းသို့ရောက်သည့်အချိန်ရင်ထဲ၌တိတ်တိတ်ခုန်နေသည်စွန်းစားကြောင်းကလေးတွေ၌စီကြောစရာများစီကြောရှင်းနေတိမ်စင်းနေကိုင်းဖုန်ကြီးကျောင်းသားလေးကဆရာတော်ပြခေါ်နေသည်ဟုလာပြောသည် မော်ဒီကျောင်းမကြီးပေါ်သို့တက်သွားကကလထိုင်ကြီးပေါ်၌ထိုင်နေသောဆရာတော်ကိုဦးချပြီးငုံနေ၏။အိမ်ရောက်လို့နေရာကျသွားပြီလား။ ဆရာတော်မှာမမောတို့အိမ်ရောက်ရမည်ဟုသိရှိကြတဲ့အခါစိတ်မကောင်းဖြစ်ခါအခြေအနေကိုခေါ်မိသည် နေရကြပါပြီဗျာတော်တော်မစောချင်တော့ကကိုကြီးတဲ့သဘောနဲ့ဝေပါတယ်တပည့်တော်တို့မရွှေ့ကြရတော့ပါဘူးအိမ်လာကနေဆက်နေပါမယ်ဗျာအကောင်းသားပဲအိမ်ဒီလိုပေါ့ကွယ်ယောက်ျားတနာမရှိမိမသားတွေကြီး ဆိုတော့လေမလွယ်ကြဘူးပေါ့ ဆရာတော်ပြောင်းမရှိကောင်မမော်သည်ကိုမြင့်သူ၏မျက်နှာကိုကွက်ကနေမြင်လိုက်မိပြန်သောကြောင့်ရှက်အန်အန်ကြီးဖြစ်သွားသည်မော်သည်စိတ်တန်တန်နေ၌ဘာဖြစ်နေသည်ကိုမစင်စားရေးသလောက်ရှက်ခါကြောက်ခါပူထူတုံရင်နေသည်ကျောင်းသူမလာမီတော်စောသည်ကကိုမြင့်သူနှင့်သဘောတူကြောင်း ဖွင့်ဟပြောလာသည့်အချိန်ပိုင်းကစား၍တစ်ချိန်လုံးရှက်သက်ထက်ရှက်နေသည်တကာမမဆောကျင်တော့အခုလိုကိုကြီးမှုဟာဝမ်းမြောက်စရာပဲ ဒါကြောင့်မို့ဖះဟောခဲ့တယ်။အရေးကိစ္စပေါ်ပေါက်လာတဲ့အခါမှာအဆွေခင်မုန်းရှိခြင်းဟာချမ်းသာတယ်။ရာရာသမျှသောပစ္စည်းဥစ္စာနဲ့ရောင်ရဲခြင်းဟာချမ်းသာတယ်။အသက်ကုန်ချိန်ရောက်သည့်အခါမှာကောင်းမှုရှိခြင်းဟာ ချမ်းသာတယ်။အဆုံးစွန်သောဝတ်ဆင်းရဲကင်းခြင်းဖြစ်တဲ့နိဗ္ဗာန်ဟာလည်းချမ်းသာတယ်။ဆရာတော်ဖះစကားပြောနေစဉ်ဥအောင်ပါကြောင့်မို့တို့တလာသည့်အတွက်စကားပြတ်သွားသည် ဥအောင်ပါကဝေချပြီးမော်တောင်ရောက်နေပြီလားဟုလှဲ့နှုတ်ဆက်လိုက်သည် ဟုတ်ကဲ့ဘဘမော်ဒီဆရာတော်ပြအောင်ဦးချပြီးကျောင်းအောက်သို့ပြန်ဆင်းလာခဲ့သည်ကျောင်းအောက်ကျောင်းဝင်းကြီးတဝင်းလုံးတစ်ပြက်စီလဲတမ်းမအပကျောင်းဝင်းကြီးမှာတိတ်ဆိတ်အေးငြိမ်နေသည်တိတ်ဆိတ်အေးငြိမ်ခြင်းကကဲမာခြင်းဖြင့်မော်သည်လုံရင်းကရင်စိတ်ချမ်းသာလျက်စိတ်ငြိမ်သွားသည်ဒေါ်စောမိကိုစောင်းနေရပုံမလာသဖြင့်ညနေဆောင်နေဝင်ကန်ဒီမအိမ်သို့ပြန်ခဲ့သည် ជីជីမေရိုလန်နေကမပြောင်းရည်သဖြင့်ជីជីမေရိုနောက်လမ်းမှာကိုိတ်ချိုးပြန်လာခဲ့သည်ထိုနေ့ညသာစားပြီးကြပြီးမိကြခင်မော်သည်ဒေါ်စောမီအိယာပေးနိုင်တိုင်းကခြေသလုံးကိုစုံနေနှိပ်ပေးနေစဉ်ဒေါ်စောမီသည်မော်ဤမျက်နှာကိုစိစိလန်းချီနေသည်မော်သည်သူ့မိစိစိဆိုင်ချီနေမှန်းသတိမထားမိပဲကုန်း၍သာစုံနေနှိပ်ပေးနေသည်မော်ရှင်းမမေမော်သည်ထူပြီးပြောင်းလိုက်သည် ဒေါ်စောမီသည်ချစ်စရာကောင်းလာသောမော်ဤအပြုံးကလေးနှင့်မျက်နှာချိုချိုလေးကိုချစ်မဝပင်ကြည်လျက်ရုတ်တရက်စကားမထွက်နိုင်ပေ။တစုံတစ်ခုကိုစဉ်းစားနေဟန်ဖြင့်ဒေါ်စောမီမျက်နှာမှာအထူးလေးနဲ့သောအသွင်ကိုစောင့်နေသည်။မော်မေမေပြောချင်တဲ့စကားရှိတယ်။ငါစိတ်ထဲကတော့မပြောရဖူး။ဒါပေမဲ့စဉ်းစားတဲ့နေတင်လို့ပြောရတော့မှာပဲ။မမကြီးကစကားကန်းလန်းနေတာကြာပြီ။ မော်ကိုမောင်မြင်တူးနဲ့မိမိပေးစားခြင်းနဲ့မော်သည် သူ့ကောင်လေးကိုချက်ချင်းငုံချလိုက်ခါဟင်းမိမိရလေဆိုပြီးကောင်းမထောင်ရတော့ကြီးမိခင်အားပါကိုပြန်ပြောရမည်ပင် မသိတော့ပဲရှက်သည်ကြောက်သည့်စိတ်ကြောင့်မျက်ရည်ကလေးဝိုင်းလာသည်ဒေါ်စောမိသည်မော်ကို ချင်နာစွာကြည်နေမိလေသည်တမိစိတ်ကိုမိမိသိပါရဲ့ကွယ်ဒေါ်စောမိသည်ဤနေရာတွင်ရက်နေသည် ြောမိစကားကိုရပ်ထား၍လည်းမဖြစ်မိဘဝတ္တရားကရှိနေသဖြင့်သာဆက်ပြောရသည်ဆောဆောအားတက်ရှင်လန်းနေသောမော်ဤမျက်နာလေးမှာညှို့မိန်သွားလျက်အနီရခက်သွားဟန်လေးကိုတနာသွားသည်ဒီလိုကြီးနေသွားလို့မဖြစ်ပါဘူးမော်မိမိမှာတာဝန်ရှိတယ်မိမိအသက်လည်းကြီးပြီသမီးရှာဖွေကျွေးမွေးနေတာလည်းမိမိမကြည့်ရပါဘူးကို့မှာအချိန်ဒီဘာမှရှိတာလည်းမဟုတ်ဘူးလူကောင်းသူကောင်းနဲ့တွေ့ရင်ပေးစားထင်များဖို့က ။သမီးတယောက်မွေးလာရင် အမေဖြစ်သူကတာဝန်ရှိတော့တာပဲ။တရတိုင်းကိုသမီးကိုအယုတ်ကလေးလိုပဲကြည့်နေလို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။တအူတဲ့တော့သားမို့ပထမကတော့ငါသမီးလေးစိတ်ဆင်းရဲမှဆိုပြီးတော့စိတ်ကူးထဲမှမထဲပါဘူး။ဒါပေမဲ့ငါဒီလိုဖြစ်ခဲ့တာနဲ့ပဲသမီးကိုလင်မပေးစားဘူးဆိုတာမျိုးလေ။မမေမဖြစ်ချင်ဘူး။ပွင့်ချိန်တန်ပွင့်ရမယ်။တီးချိန်တန်တီးရမယ်တမရာပဲ။ရှက်စရာလည်းမဟုတ်ပါဘူးကွယ်။ စဉ်းစားဖို့ကောင်းတယ်လို့မိမိထင်နေမော်မော်ဤမျက်ရည်စာမမသိနိုင်မဲပါပေါ်သို့စီချသွားသည် မော်ဒီငင်တက်နေလျက်အတမ်းမထွက်အောင်ရင်ထဲ၌ရှိုင်နေသည်ဘာဖြစ်၍အခုလောက်ကြီးရှက်မှန်းလဲမသိဘာဖြစ်၍ယခုလောက်ကြီးငိုချင်မှန်းလဲမသိဘာဖြစ်၍အခုလောက်ကြီးရင်ပိုမှန်းလဲမသိမော်ဒီသူ့ဖြစ်ကိုယ်သူရင်မဆိုင်ဝင်ပဲဒုက္ခကြီးရောက်နေ၏မော်မိမိကိုပြောစမ်းမအောင်ဘလို့သဘောရတယ်တမီးရဲ့ ဒေါ်စောမီအတန်းမှချူတာနေသည် သမီးလေးကိုချစ်သည်မြတသက်လုံးပဇံမှမဖွင့်ပေမြုံထားခဲ့လေသည်မြယခုတော့ရင်ဖွင့်ပြီးပြတကယ်တို့ဒေါ်စောမီအတန်းမှမြစ်တာတက်စိန်ဖြာနေသည်မော်အိမ်အောင်မပြုတ်ချင်ပါဘူးမေမီမေမီနောက်ထပ်အိမ်အောင်မပြုတ်ပဲမော်ကိုတသက်လုံးချူမွေးလာခဲ့တယ်လို့ပဲမော်လည်းတသက်လုံးအိမ်အောင်မပြုတ်ပဲမေမီလိုနေသွားခြင်းနဲ့မော်တသက်အိမ်အောင်မပြုတ်ပြစေနဲ့မေမီ မော်ဒီငိုရောမိမျက်နှာလေးဖြင့်ခေါင်းမပေါ်ပဲအတန်တုံတုံဖြင့်ပြန်ပြောနေသည်။သမီးစိတ်ကိုမမေသိတယ်သမီး။ဒါပေမဲ့ဒီအသည့်နဲ့မမေကကျေနပ်ပြီးတော့ဒီတိုင်းကြည့်နေလို့မဖြစ်ဘူး။မောင်မြင့်သူဟာတော်ပါတယ်။ယောက်ျားပီတာပါတယ်။အင်မတန်လေးယဉ်ကျေးတိမ်မွေပါတယ်။မမနာလည်းမရှိဘူး။အာကိုထိုက်တဲ့တငယ်ပါပဲ။သူနဲ့ဆိုရင်မမေစိတ်ချတယ်။တည်ရင်တောင်ဖြောင်းဖြောင်းတည်နိုင်တယ်။ မိမိသမီးကိုအတင်းချက်မပြောချင်ပါဘူးလေစဉ်းစားပါအောင်ကွယ်မိမိကိုအခုအပြည့်ပေးဖို့မဟုတ်ပါဘူးသမီးလေးလေးနဲ့နဲ့စဉ်းစားပြီးမှအပြည့်ပေးနော်မော်ဒီသူ့ဘက်မှစဉ်းစားရအောင်မည်ဆိုသည့်အတွက်စကားမလွန်သာပင်ညင်နေလိုက်ရသည်ဒေါ်စောမီကသူရှိနိုင်သမီးကလေးစိတ်အိုက် စိတ်ဆင်းရဲသောပုံကိုကြည့်ကစိတ်မှတက်တာပါစေတော့ဟုစကားပြောင်းလိုက်သည် တော်ပြီကွယ်အညောင်းပြေပါပြီမမေအိတ်တော်မင်းမော်ဒီချနောင်ချပေးခဲ့ကအိမ်ပြင်ကန်းသို့ထွက်လာခဲ့သည်အင်းရှိကန်းရှိတော်စောသည်နှင့်အတူအိမ်ရန် ထွေးရင်ပြင်ပေးထားသောအိမ်ယာပေါ်၌ခွေလဲလိုက်ကစိတ်ညစ်နေ၏တော်စောသည်သည်ဖျားကန်းမှထွက်လာလျက်မော့အပါ၌ထိုင်က မော့ကိုချူချူသားသားဖြောင်းဖြောင်းဖြားဖြားချော်ပြောပြန်သည်မိပါဆိုတာကိုသားသမီးကို စင်စည်းလို့မြင်ရစေချင်တာပဲလူရဲလို့ဖြစ်လာမှတော့ လောကကိုရင်ဆိုင်ရမှာပဲတကယ်တော့ရှက်စရာကြောက်စရာကိစ္စမဟုတ်ပါဘူးဟင်တင့်တော်လွန်လာလို့ပြောကြရတာပဲဘဝကရေစက်ပဲသူ့ကိုမြင်မြင်ချင်းတော်ကြီးရောမတ်ရွှေမီရောကိုတာကလေးလိုချစ်မိကြတာပဲချစ်လဲချစ်စရာကောင်းပါပြီလူလေးရလဲချောစိတ်ကလေးကလည်းလာမော်နေထိုက်တန်လုံးလို့တိတ်ဖြစ်စီချင်တာပဲမော်ရင်တော်ကြီးရဲ့ဒီစကားတွေကြားရတာမော်ရင်တွေတုံလိုက်တာ ဘာဖြစ်မှန်းလည်းမသိပါဘူး။မော်ဒီလိုပဲနေပြရစီ။မော်ယောက်ျားမျိုးပြရစီနဲ့။မပြောပါနဲ့တော်ကြီး။ရှစ်ခိုပါရဲ့။မော်ရှစ်တယ်။မော်ဒီမျက်နှာပူအန်အန်ကြီးဖြင့်ကရုံကရင်ပြောလိုက်ခါခေါင်းအုံးကိုဆွဲယူလျက်သူမျက်နှာပေါ်၌အုပ်ထားလိုက်သည်ဒေါ်စောတီကပြုံရင်လျက်မောမျက်နှာပေါ်ကခေါင်းအုံးကြီးကိုဆွဲဖယ်ယူလိုက်သည်မောကဆွဲမရအောင်အတင်းပြန်ဆွဲဖိထားသည်မော၏ရင်၌တစက်စက်တလက်လက်ခုန်နေသည် ခေါင်းနဲ့သူ့မျက်နှာလေးကိုအုပ်ဖိထားစဉ်အတွင်မှ ကိုမြင့်ထူး၏မျက်နှာသည် ပေါ်မြင်ပေါ်လာသည် မော့မှာကိုမြင့်ထူး၏မျက်နှာကိုမမြင်ရအောင်တစ်နေ့လုံးပုံလို့ကြွယ်လို့မလွတ်အောင်ဖြစ်နေရှာသည်ထိုညာနိုင်မော်သည် ရုတ်တရက်အိမ်မပြောချင်ဤကိစ္စနှင့်ပတ်သက်၍မိမိဘယ်များလောက်ရှက်မိသည်ကိုနားမလဲကြပါတကားဟုလဲမော်တွေ့တော်နေမိသည်ရှက်ရုပ်စိတ်တွေကိုဖိနေလျက်သူအမိခိုင်းသည့်အတိုင်းမဝင်တဝင်ဖြင့်စင်စားချည်သည် မော်သည် စင်စားကန်းနေပေသို့အရောက်ဆွန်းဆွန်းစားစားဖြင့်ရှေ့သို့တိုး၍တိုး၍ရောက်မိသွားသည့်အခါ၌အရက်တောင်တောင်မောင်းမောင်းတိမ်မွေနူးညံ့၍တည်ငြိမ်သောကိုမြင့်သူ၏ဥပရိယုတ်သည်ခင်မင်ပွေရာကောင်းနေ၏ကိုမြင့်သူ၏အမူအရာတိုင်းပင်တိမ်မွေလာသည် မောင်းအပေါ်၌စိုးရင်တော့ကားရောက်လျက်အကျဉ်နာကြီးပုံမှတိမ်ညွန့်စရာကောင်းနေသည်ကြည်ကွင်းနေသောတွင်ပင်ကလည်းကယူနာတက်စရာရောက်စရာပင် မော်ဒီကိုမြင့်ထူးကိုချေရမည်ဆိုသော အတိတ်ပဲကိုဘလို့မှနားမလဲသေးချေသို့သောယခင်က သူစိတ်ထဲ၌ကဲ့ညီ၍မရနိုင်သောဤအာယုံတွေမှာယခု သူစိတ်ထဲဝဲကဲ့ညီ၍ရနိုင်သောအခြေသို့တော့ဆ ਾਇ ရောက်သွားသည် နောက်တနေ့မော်ယုံ၌လုံလုံနေစဉ်တယ်လီဖုန်းလာပြန်၏မော်ဒီကိုမြင့်ထူးပဲဟုထင်လိုက်သည်ထင်သည့်အတိုင်းပင် ကိုမြင့်ထူး၏အသံဖြစ်နေသည်မော်လာဟုတ်ကဲ့အကို မနေ့က notes တွေကိုជីជីမေစီမှာပေးခဲ့တယ်မော်ရပြီလားမနေ့ကမော်ယုံလာတော့ជីជីမေမလာသေးပါဘူးအကိုမရသေးပါဘူးမော့တန်မှာငကိုတန်မဟုတ်တော့ဘဲတလုံးတက်တလုံးပြန်လျက်တိုးနေချင်းသည်အကိုအခုကြောင်းအားဆက်နေတယ် tutorial တွေဖြစ်နေရင်မော့ကိုတတိယပြီးကောက်ဆက်လိုက်တာပဲအကိုပေးလိုက်တဲ့ notes တွေအခက်ခဲဖြစ်နေတော့အကိုတိပြစီမော့ မော်သည်တယ်လီဖုန်းခွက်ကြီးကိုကိုင်းကောင်းအတန်ပြန်မပေးနိုင်ပြီးတစ်ဖက်မှနူညံ့ကြည်လင်လာသောအတန်မှရက်သွားပြီးမှပြန်ပေါ်လာသည်မော်အခုပြောနေတာကြားရလားကြားပါတယ်အကိုအခက်ခဲရှိရင်ပြောပါမော်ရဲ့မော်မသိတာရှိရင်တယ်လီဖုန်းနဲ့တော့အကိုကိုမေးပါ အကိုမလာနိုင်ပေမဲ့လေတယ်လီဖုန်းနဲ့တော့မော်မသိတာတွေကိုပြောပြပါစေမော်မော်သည်လက်ပြားချစ်ပြားများအေးဆလာကမြ мян ပြီးဆုံးအောင်စူးစမ်းပြီးစကားပြန်ရသည်ဟုတ်ကဲ့အကို မသိရရှင်မော်မေးပါမယ်။ကောင်းပါပြီမော်ဒါပါပဲ။အကိုအားစိတ်ပူလို့ပါ။မော်နာရဲနိုင်။တယ်လီဖုန်းချတန်ကြားလိုက်ရ၏။မော်ဒီလှိုင်းတော့နေသောယင်ဖြင့်တယ်လီဖုန်းခွက်ကိုအသာကလေးပြန်ချခဲ့ပြီနော်။မလုံတလုံခြေလန်းဖြင့်သူ့စပွဲရှိရာသို့ပြန်လျှောက်လာခဲ့သည်။မော်စိတ်ထဲ၌ရောက်ရှိနေသောအာယုန်တို့သည်ထွေရောလှူရှားလျက်နေပေသည်။ကိုမြင့်သူ၏တိမ်မွေသောအပြုံးသည်၎င်းကိုမြင့်သူ၏ နူးညံ့ညင်သာလာသောအတန်သည်၎င်းမော်ဤအပါ၌ကိုမြင့်တူးရှိနေတကယ်သို့ပင် ကြားရောက်မြင်အောင်လျက်နေသည် မော်သည်အလုံးလုံးနေရင်ခံစားမှုအမျိုးမျိုးတို့ဖြင့်သူစိတ်သည်ရကင်းနေမတူသည်ကိုတော့သူသိလာသည်ဟုတ်ကဲ့ပါရှင်ဆရာမကြီးခြာနေကြောမမလေးရေးသားထားတဲ့ရင်းနှင့်အောင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအားအပိုင်း25အနေဖြင့်ဆက်လက်ဖပြနေခြင်းအားခေတ္တရန်နာပြစီရှင် နားဆင်ပေးခဲ့ကြသူနှွေဦးမိသားစုဒူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးအထူးပဲတရှိသလိုဆက်လက်လို့ဖတ်ပြပေးသွားမယ့်အပိုင်းဆက်တွေကိုလည်းစောင့်မျှော်လို့နားဆင်ပေးကြပါအောင်ရှင်နားဆင်ပေးခဲ့ကြသူနှွေဦးမိသားစုအပေါင်းတို့လည်းဘေးရန်တွေအားလုံးမှကင်းဝေးလုံခြုံကြတဲ့ကိုစိတ်နှပြချမ်းမာလို့ရှင်လန်းကြပါစေရှင်